မင်္ဂလာပါခင်ဗျာ Revolution Burma News Channel ကနေပြီးတော့ဇန်နဝါရီလ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြိုသိန်းတိုက်ပွဲကနေထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်သား5ဦးသေဆုံးပြီးစစ်နာဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ23ရက်နေ့မှာငဖဲမြို့နယ်ဂုံစီယိုးကျေးရွာအနီးမှာအမ်းမြို့နယ်ကြက်ရည်ဆန်းရွာစခန်းကနေထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးကိုချင်းကာကွယ်ရေးတပ်အရှို CDF အရှို့ကတားဆီးပိတ်ဆို့ဖမ်းဆီးခဲ့ရာအဖမ်းမခံဘဲနဲ့ပြန်လည်ခုခံထွက်ပြေးတဲ့အတွက်ကြောင့်လိုက်လံပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ကျန်တဲ့စစ်သား3ဦးကတော့လက်နက်ချအညံ့ခံခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပြစ်ခတ်ဖမ်းဆီးမှုအတွင်းမှာအပြင်းထန်ဒဏ်ရာရတဲ့စစ်သား2ဦးကို CDF အရှို့တပ်ဖွဲ့ကအချိန်မီစေကူးတောက်မှုတွေပေးခဲ့တော့လဲ ကူးတက်နေတဲ့အချိန်အတွင်းမှာတင်ဆောင်းသွားတယ်လို့သိရပါတယ်။အလားတူပဲဇန်နဝါရီလ14ရက်နေ့မှာငဖဲမြို့နယ်ရှောက်တောင်ရွာနယ်ကပ္ပစ14အနီးအမ်းမြို့နယ်တောင်ဆောက်ရွာတိုက်ပွဲကနေထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အားတရာခန့်ကိုတော်လိုင်းတပ်ဖွဲ့များကထမှန်ပိတ်ဆို့ဖမ်းဆီးခဲ့ရမှာအဖမ်းမခံမဲနဲ့ပြန်လည်ခုခံထွက်ပြေးတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားပြီးစစ်သား3ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာကြန့်ရှိနေတဲ့အကြမ်းဖက်စစ်သားများဟာတက်ပြတ်ပြီးတော့ခြေဦးတရာကိုထွက်ပြေးနေပြီးချင်းကာကွယ်တပ်အရှို့ CDF အရှူကလိုက်လံပြီးတော့ရှင်းလင်းဖမ်းဆီးခဲ့ရာစစ်ကောင်စီတပ်သား9ဦးကိုထပ်မံဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ဇန်နဝါရီလ23ရက်နေ့နဲ့14ရက်နေ့တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီး12ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။73ရက်နေ့ကလာတာက9ယောက်လာတာ2ယောက်ကတနက်မှန်နေ2ယောက်ကိုမှန်ပြီးတဲ့အချိန်ကျမှကျန်တဲ့3ယောက်ကလက်နဲ့ချလိုက်တာ9ယောက်စလုံးကိုတော့အရှင်ဖမ်းမိတယ်2ယောက်ကတော့ဒဏ်ရာတွေနဲ့ပါလာတာဖြစ်လို့စေကူတာပေးနေရင်းနဲ့တိတ်ဆုံးသွားတာပါ ကျန်တဲ့၈ယောက်မိတယ်ဆိုတာကလည်းတဏီယာထဲမှာပဲ၈ယောက်စလုံးပြုံမိမိတာမဟုတ်ဘူးဟိုတကွဲဒီတကွဲနဲ့မိတာတိုက်ပွဲဖြစ်တဲ့အနီးနားမှာပဲ၈ယောက်နဲ့၃ယောက်အတွဲမှာမှတခြားတီးတန့်ဖမ်းမိတာလည်းတယောက်ရှိပါသေးတယ်၂ယောက်အတွဲမှာစုစုပေါင်း၁၂ယောက်ဖမ်းမိခဲ့တာပါလို့ချင်း defense post အရှုပ်တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိတဲ့စလိုင်းရိုးချင်းကရှင်းပြထားပါတယ် ဖမ်းဆီးရမိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့အတူလက်နက်ငယ်15လက်စိန်ပြောင်းတက်လက်အပြင်ခဲရတဲ့စစ်သုံးဆောင်ပစ္စည်းများကိုလည်းတင်းစီရရှိခဲ့ပြီးတော့ထွက်ပြေးလွတ်မြောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလိုက်လံရှင်းလင်းလျက်ရှိတယ်လို့ချင်းကာကွယ်တပ်အရှိုးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဒေါနာတောင်ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာလက်နက်ခဲရအများအပြားထပ်မံတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့တပတ်အတွင်းမှာစစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကော့ဘရာစစ်ကြောင်းနဲ့ပူးပေါင်းစစ်ကြောင်းများကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ကရင်စစ်ရေးသတင်းအကြီးမြစ်ကပြောပါတယ်။အောင်စီရစီကနေပြီးတော့ရထားတဲ့စစ်လက်နက်ပစ္စည်းတွေလို့ကရင်စစ်ရေးသတင်းအကြီးမြစ်ကပြောပါတယ်။ဒါအပြင်အောင်စီရစစ်ကြောင်းကိုတိုက်ခိုက်ရမှာပါဝင်တဲ့စစ်ကြောင်းမှုတအုပ်ကလည်းလက်နက်ခဲယမ်းများတင်စီရရှိမှုအပေါ်ကိုအတိပြုပေးထားတယ်လို့သိရပါတယ်။သို့တော်လည်းအောင်စီရစစ်ကြောင်းကစစ်ကောင်စီတပ်သားများတေဆုံးထိခိုက်မှုနဲ့ပတ်သက်ပြီးတော့ပြောဆိုခြင်းမရှိဘူးလို့သိရပါတယ်။ စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကိုကရရအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL လေး Cobra PDF နဲ့ပူးပေါင်းစစ်ကြောင်းများကအပိုင်ပိုင်ဖြတ်တောက်ပိတ်ဆို့ထားတဲ့အတွက်အောင်စီရစစ်ကြောင်းရဲ့ရှေ့တန်းကစစ်သားများဟာအစာအိမ်စာငတ်ပြတ်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။အောင်စီရစစ်ကြောင်းဟာလက်ရှိမှာတော်လိုင်းပူးပေါင်းတပ်ဖွဲ့များရဲ့ပိတ်ဆို့ဖြတ်တောက်မှုကိုခံနေရတဲ့အတွက်ရှေ့ကိုဆက်မတိုးနိုင်ပဲလက်နက်ကြီးများနဲ့သာနေ့စဉ်ပစ်ခတ်မှုတွေပြုလုပ်နေရတယ်လို့ ကော့ဘရာစစ်ကြောင်းရဲ့စစ်စင်ရေးမှူးဘုံမူဒါဘောကပြောပြထားပါရယ်စစ်ရှုံးစစ်ကောင်စီရဲ့ရှေ့တန်းအမှတ်55တက်မအောင်စီရစစ်စင်ရေးက KNL PDF နဲ့ပူပေါင်းစစ်ကြောင်းများထံကိုလွတ်နက်တဲ့အတူပြည်သူရင်ဝင်ကိုပြန်လည်ခိုးလုံလာတဲ့စစ်တီများကိုကြိုးစိုးအိုက်ခံပွဲနဲ့ထောက်ပံ့ငွေပေးရပွဲအခမ်းအနားကို2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ကကရင်ပြည်နယ်တနင်္ဂနွေမှာပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပြုလုပ်အပြီးမှာ2025ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာ အောင်စေရစစ်ကြောင်းကစစ်ကောင်းစီတပ်သား3ဦးဟာလက်နက်နဲ့တကွာထမှန်ပြီးတော့အလင်းဝင်ခိုးလုံလာတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့3လကန့်အတွင်းမှာအောင်စေရစစ်ကြောင်းကလက်နက်နဲ့အတူအလင်းဝင်လာသူများနဲ့ဖမ်းဆီးရမိတဲ့စစ်တုံးပန်းအယောက်30ခန့်ရှိကြောင်းကော့ဘရာစစ်ကြောင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်။ပြီးခဲ့တဲ့ AP လက KNL Cobra PDF နဲ့ပူးပေါင်းစစ်ကြောင်းများကမြောက်ပြည်မြို့မှာရှိတဲ့တင်ငန်းညီနောင်ဘျူဟာ 6K ကောနဲ့မြောက်ပြည်မြို့ဆောင်တပ်ခမာယာ2ခွန်5တပ်ရင်းကို ိုက်ခိုက်သိမ့်ပိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနေရာများကိုပြန်လည်ထိန်းချုပ်မယ်ဆိုပြီးတော့အကြံဖတ်ဒုစစ်ခေါင်းဆောင်စိုးဝင်းကိုတိုင်ကွက်ခဲ့တယ်နိုင်ငံတော်အဆင့်အောင်စေရစစ်စင်ရေးဆိုပြီးနာမည်ပေးကာ တမ55ဦးဆောင်တဲ့အင်အားထောင်းနေရကပ်ပါတဲ့အောင်စေရစစ်ကြောင်းကြီးဟာအေပီလ9ရက်နေ့ကစပြီးတော့ဖန်အန်နဲ့မော်လမြိုင်ဘက်ကနေပြီးတော့ခြိတက်လာခဲ့တယ်လို့သိရပါဗါး၄ရက်ထဲနဲ့မြောက်ရီမြို့ကိုအရောက်ခြိတက်မယ်လို့ကြွေးကြော်ခဲ့တော့လေရှစ်လာကြော်ကြတဲ့အထိဒေါနာတောင်ပေါ်တောတော့ရေတကွန်အနားမှာရှေ့ကိုဆက်မတိုးနိုင်တော့ဘဲနဲ့ပိတ်မိနေချင်းဖြစ်တယ်လို့သိရပါဗါးအောင်စေရစစ်ကြောင်းကိုလက်နက်ကြီးနဲ့ပစ်ကူပေးနေတဲ့မြောက်ရီမြို့အနီးမှာရှိတဲ့ဆွဲတော်ကုန်းဘျူဟာအမြောက်တပ်စခန်းကိုလည်းကော်ပိုရာပူပေါင်းတပ်ဖွဲ့များက 2024ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာတိမ့်ပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့လေကောင်းမှာရှိတဲ့ငွေလွှဲငွေထုတ်ဆိုင်မှာနေကင်းဘက်အချိန်ကြီးဓမြတိုက်ခံရပြီးတော့ငွေသား30နဲ့ဖုန်းတစ်လုံးကိုယူဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ16ရက်နေ့မုံလဲတနအီခွဲအချိန်ကမှာမုံရွာမြို့လေကောင်း ဖျားနေတိုက်တန်းအနည်းမှာရှိတဲ့ငွေလွဲငွေထုတ်ဆိုင်ကိုလက်နက်ကင်ဆောင်ထားတဲ့အမျိုးသားတဦးကဗမျှဝင်တိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလက်နက်ကင်ဆောင်ထားတဲ့အမျိုးသားကဆိုင်ဝင်တန်းကိုတနက်နဲ့ချိန်ပြီးတော့ငွေကျပ်30နဲ့ဖုန်းတစ်လုံးကိုယူဆောင်သွားတယ်လို့သိရပါတယ်။ဆတ်၆ရက်နေ့ကစိုင်းမှာပုံမှန်အတိုင်းပဲအထဲတွေရောင်းရင်ငွေလဲငွေထုတ်လုံနေတာပါပဲအဲ့ဒီမှာတနက်ကင်ထားတဲ့လူတယောက်ကဝင်လာပြီးတော့ဓမြတိုက်ယူသွားတာပါဖုန်းတစ်လုံးနဲ့ငွေသားက30ပါသွားပါတယ် မြို့လေကောင်ကဖျားနေတိုက်တန်းသားကဆိုင်မှာငွေလွှဲငွေထုတ်ဆိုင်ကိုဓမြဝင်တိုက်သွားတာပါလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ ARD တိုင်းကြံကင်းမြို့နယ်မှာရှိတဲ့ကျေးရွာ၃ရွာကိုအကြမ်းဖက်တပ်ကအကြောင်းမဲ့ဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်ကားများ ဓာတ်စီပေးပါ၅လုံးနဲ့အဖိုးတန်တဲ့ပစ္စည်းများကိုအကြမ်းမဲ့စစ်တပ်ကလူရက်ယူဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ23ရက်နေ့နဲ့24ရက်နေ့တွေမှာကြံကင်းမြို့နယ်ပိုးစုကြီးကျေးရွာအုပ်စုမှာရှိတဲ့ထိမင်းမြောင်ရွာစပတ်အိုးရွာနဲ့ပိုးစုကြီးရွာတို့ကိုအကြမ်းမဲ့စစ်ကောင်စီတပ်သားများကစစ်ကားများနဲ့ရောက်ရှိလာပြီးတော့အင်အား90ခန်းနဲ့ပြည်သူပိုင်းနေအိမ်များကိုအကြောင်းမဲ့ဝင်ရောက်စီးနှင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်။အခုလိုမျိုးဝင်ရောက်စီးနှင်းပြီးတဲ့နောက်နေအိမ်မှာရပ်ထားတဲ့ပြည်သူပိုင်းကား3စီးကိုလိုင်းစင်မရှိဘူးဆိုပြီးတော့တင်စီသွားပြီးထိမင်းမြောင်ရွာထိတ်မှာရှိတဲ့ ဓာတ်စီဆိုင်ကစီပေပါ၅လုံးကိုလည်းယူဆောင်သွားတယ်လို့သိရပါဗျ။ဒါအပြင်ပြည်သူ့အိုင်းနေအိမ်များအတွင်းကနေဘီရိုများမှန်တင်ခုံများထိုင်းကုန်းများနဲ့အဖို့တံပစ္စည်းများကိုလည်းအကြောင်းမျိုးမျိုးပြပြီးတော့ယူဆောင်သွားတယ်လို့သိရပါဗျ။အခုလိုမျိုးယူဆောင်သွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများက ကားများကိုပြန်လာရွေးရန်ပြည်သူများကိုလိုက်လံပြောဆိုနေပြီးတော့လက်ရှိအချိန်မှာတော့ဒေသခံပြည်သူများကကြောက်လန့်နေတဲ့အတွက်ကြောင့်တွားရောက်ရွေးထုတ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ထိန်းမင်းမြောင်ရွာဇဘအိုးရွာနဲ့ပိုးစုကြီးရွာတွေကို73ရက်နေနဲ့74ရက်နေမှာစစ်ကားတွေနဲ့စစ်သားအယောက်90လောက်ရောက်လာပြီးအိမ်မှာရထားတဲ့ကားတွေကိုလိုင်းစင်မရှိဘူးဆိုပြီးတော့တင်းသွားပါတယ်။၃စီးတောင်ပါသွားတယ်ပြီးတော့ထိန်းမင်းမြောင်ရွာထိပ်ကဓာတ်စီဆိုင်ကစီပေးပါ၅လုံးကိုလည်းယူသွားပါတယ်။နောက်ပြီးတော့ဗီဒိုတွေမှန်တင်ကုန်တွေထိုင်ကုန်တွေနဲ့အဖို့တန်ပစ္စည်းတွေကိုလည်းအကြောင်းမျိုးမျိုးပြပြီးတော့ လိုက်လံယူဆောင်သွားပါတယ်ယူသွားတဲ့ကားတွေကိုလည်းလာပြန်ရွေးခိုင်းနေတယ်ပြည်သူတွေကတော့အကုန်လုံးကကြောက်လန့်နေကြတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်နဲ့သခိုင်းတိုင်းရွှေဘုံမြို့နယ်တို့ကအကြမ်းဖက်ဆက်တိုက်ရဲတပ်သားတဲ့အဖြစ်နဲ့အတိအရုံကစူဆောင်းခံခဲ့ရတဲ့စစ်မှုထမ်းနှစ်ဦးဟာတနက်နေ့လက်ယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ19ရက်နေ့မှာမိုးပြဲလေးနှစ်နဲ့တိုက်ရင်ကအကြမ်းဖက်ဆက်တိုက်ရဲတပ်သားတဲ့အဖြစ်နဲ့အတိအရုံကစူဆောင်းခံရသူနှစ်ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့သူတွေကိုစုချင်းမြဲပေးဖို့ကတော့အစီအစဉ်ရှိပါတယ်။နောက်လာမဲ့သူတွေကတော့အဓိကပြောချင်တာဖုန်းလိုင်းအစ ဆက်အသွယ်တွေရအောင်လှုပ်ထားပါလို့ကျွန်တော်တို့ကမှာကြံပါတယ်လက်ရှိမှာတော့သူတို့နှစ်ယောက်ကိုနောက်တန်းကရဲဘော်တွေနဲ့အတူတူကျွန်တော်တို့ရဲ့တိုက်ရင်ရဲ့လှုပ်ထုံးလှုပ်နီးတွေအတန်းကျွန်တော်တို့စီစစ်ထားပါတယ်နောက်တန်းမှာရှိနေတဲ့ရဲဘော်တွေနဲ့အတူတကွသူတို့ကိုတိုက်ရင်တပ်ဖွဲ့နေရာတွေမှာပေါ့ပေါ့ပါပါလွတ်လွတ်လပ်လပ်ပဲလက်ရှိတော့ပေးနေထားပါတယ်လို့ဂျိုးဂျာနေပြည်သူ့ကာကွယ်တပ်မကွေးအရှိချမ်းအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ် အခုအလင်းဝင်လာတဲ့စစ်မှုရန်တပ်သားတဲ့နှစ်ဦးဟာ MA1 တနက်တလာ14မိုင်တလုံး G258 တောင်း MA11 တနက်တလက်တို့ကိုယူဆောင်လာတယ်လို့သိရပါတယ်။အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့များဟာအပတ်စဉ်1နဲ့အပတ်စဉ်5ကတင်းနှင်းဆင်းလာသူတွေဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်ရောက်ခဲ့သူနှစ်ဦးကိုတော်လိုင်းရဲဘော်များကစစ်ဆေးမင်းများနဲ့အချိန်မှာ၎င်းတို့ကိုအကြမ်းဖက်စစ်တပ်ထဲအတိအဓမ္မထည့်သွင်းခဲ့တဲ့အုပ်ကြီးတွေကိုပြန်လည်ပြီးတော့တိုက်ခိုက်သွားမယ်လို့ပြန်လည်ပြောဆိုခဲ့ကြောင်းသိရပါတယ်။အလင်းဝင်လာတဲ့သူနှစ်ဦးကိုကျွန်တော်တို့က သူတို့ရဲ့မိဘတွေစီကိုပြန်ကျင်သလားသူတို့သားသမီးတွေနဲ့ပြန်တွေ့ကျင်သလားဒါမှမဟုတ်ရင်လဲကျွန်တော်တို့ ਨੇ ဒီတော်လန်ရေးကိုပူးပေါင်းပြီးတော့ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမလားသူတို့ကိုမေးထားတာတွေရှိပါတယ်သူတို့ကိုမေးထားတဲ့အချိန်မှာတယောက်ကတော့ကျွန်တော်တို့ ਨੇ အတူဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမယ်လို့ပြောတယ်သူ့ကိုစစ်တပ်ထဲထည့်ပေးလိုက်တဲ့အုပ်ကြီးကိုပြန်ပြီးတော့ရှင်းပြမယ်လို့ပြောတယ်သူတို့ရွာမှာရှိနေတဲ့စိတ်ကောင်းစီနဲ့ဒေါက်တိုင်တွေကို ရွာကိုပြန်ပြီးတော့ရှင်းလင်းကြပါတယ်လို့ပြောတာတွေရှိပါတယ်ကျွန်တော်တို့ ਨੇ ပါဝင်ပြီးတော့ပူပေါင်းပြီးလှုပ်ကြမယ်ပေါ့တယောက်ကတော့သူ့မိသားစုရှိရာရွာကိုပြန်မယ်လို့ဖြေချထားတာရှိပါတယ်လို့ဂျိုးဂျာနေပြည်သူ့ကာကွယ်တပ်မကွေးအရှိချမ်းအဖွဲ့ကတာဝန်ရှိသူကပြောပြထားကြောင်းတင်ပြရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ